ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မမေဒီနေ့မိဖို့ကြောင့်အရမ်းမွေးတဲ့အနံ့တခုထွက်နေပါလားမချက်နေရလဲသမီးလေးကကြော်စားကျင်နေတာကြာပြီဆိုတော့အမေကကြော်ပြီးနေရလေမမေဒီမိဖို့ကြောင့်မပူဘူးဆိုတော့ မွေးလာမယ်မောင်လေးလည်းရဲကိုပြောနေရမှာပဲနော်။ဟုတ်တယ်သမီးလေးရဲ့။ตาလေးလည်းရဲကိုပြောနေမှာ။ရေခဲမိဖို့ကြောင့်တည်းမှာတော့အပူတွေတစ်ချိန်ထိုးတိုးတက်နေပေမယ့်နှင်းကျနေတဲ့ရေခဲတောင်တွေမှာဟင်းချက်နေရတယ်လို့ခံစားရစီပါတယ်။တခြားချွေးမာတွေလိုဟင်းချက်ရင်အပူတန်းကြောင့်ချွေးထွက်တာရာရံတာတွေကိုလည်းမခံစားရပါဘူး။မမေဒါဆိုသမီးအတွက်စိတ်သားဟင်းလေးချက်ပေးလို့ရလားယင်။ကောင်းပြီလေ။အရင်ဆုံးအကျော်စားလိုက်အောင်မယ်ပြုလို့ရှိရင်သမီးစားဖို့စိတ်သားဟင်းကိုချက်ပေးမယ်နော်။ ကဘာပေါ်မှာရှိတဲ့ချွေးမာတိုင်းဟာအုတ်ကြောင်ရှင်တက်သားတွေနဲ့လှုပ်ထားတဲ့မိဘကြောင့်နဲ့မှပင်အင်းချက်ပြုတ်နေကြရပါတယ်။ချမ်းသာတွေသူတွေတောင်ဖန်မိဘကြောင့်လို့ပူအိုက်တဲ့နေရာမှာချက်ပြုတ်နေရပေမဲ့မင်းမြကတော့အေးဆန့်နေတဲ့ရေကင်းမိဘကြောင့်နဲ့မှချက်ပြုတ်နေရပါတယ်။သူမကရေကင်းမိဘကြောင့်လေးတွေမှပင်လူတိုင်းအတွက်ချက်ပြုတ်ပေးနေပြီးဒီလိုအရေးမပြောတဲ့ရေကင်းမိဘကြောင့်ကိုသူဘလို့များဖန်တီးထားတာလဲ။လူဝတ်ချက်ကိုတည်အောင်လို့ဇလန်းဆောက်ကိုတွားကြည့်လိုက်ကြပါစို့။ နေပူလုံးလုံးနှလုံးတုံနေတာမိဖို့ကြောင့်ရဲ့အပူချိန်နဲ့တော့မူးလေသွားတော့မှာပဲမဖြစ်သေးပါဘူးချွေးမဘရင်းဘောက်ကိုဖွင့်ပြီးတော့ဟင်းချက်ပေးရနဲ့ဘရင်းဘောက်ပြန်ပိတ်ပါလို့ဘယ်နှခါပြောရမလဲဘရင်းဘောက်ဖွင့်ပြီးတော့ဟင်းချက်မယ်ဆိုရင်မိဖို့ကြောင့်နဲ့မှာနေထွန်းလုံးလုံးဟင်းချက်တဲ့နေရာမှာအကုန်ရှုပ်ထွေးကုန်မှာတမိမာပဆက်ကုံမှာဆိုလို့ပန်ကောင်တော်မှမိဖို့ကြောင့်နဲ့တော့မဖွင့်ဘူးဒီလိုအချိန်မျိုးမှာတော့မှပဆက်ကုံမှာမပူပါနဲ့ချွေးမနေအမြဲတဲ့အင်းသားတွေအတွက်ဟင်းချက်ပေးနေရတဲ့သူလေး နေနေရတာတက်တောင့်တက်တာရှိမှငါတို့လည်းစားရတော့ရတာအဆင်ပြေမှာပေါ့အမေအမေကျွန်မကိုဂရုစိုက်ပေးနေပြီမဲအမေရဲ့ကျမ်းမာရေရောဘာလို့များမိနေရရလဲအမေမှာသွေးတိုးရှိတာကိုမိနေရလားအပူချိန်နေနဲ့ခံစားရရင်တော့မှအမေရဲ့သွေးတိုးတက်တယ်လေဒါပေမဲ့ချွေးမလေးကလည်းကိုဝင်ရှိနေတယ်သူပဲလေကြည့်ကြပါဦးလားမမရတို့မိသားစုဟာတင်းငယ်တဲ့အိမ်လေးထဲမှာပဲနေထိုင်ရပါတယ်မမရရဲ့မိဘကြောင့်လေးကလည်းတင်းငယ်ပြီးကိုဝင်တွေထားရတဲ့မမရက နိုင်ပေါင်းများစွာချက်ပြုတ်နေရတာကြောင့်ပဲတခါတည်းရင်မှာမမျက်ဟာမိဘကြောင့်နဲ့မှမူးလိမ့်သွားပါတော့တယ်။အိုးဖယားသခင်ချွေးမလေးဘာဖြစ်သွားတာလဲ။ဘာလို့မနူးလာရတာလဲ။ငါခုဘာလို့ရမလဲ။ကိုမောင်ကြီးလက်ကြည့်ပါဦး။မမျက်မူးလဲသွားလို့ကိုမောင်ဟာမမျက်ကိုပွေးချီပြီးစီးရုံကိုအမြင်ခေါ်သွားခဲ့ပါတော့တယ်။ဒေါက်တာကျွန်တော်မိမဘာဖြစ်သွားတာလဲ။ဘာလို့ရုတ်တရက်မူးလဲသွားရတာလဲ။ကိုဝင်းဆောင်စင်မူးလဲတာတော့ဖြစ်ရုပ်ဖြစ်စဉ်တစ်ခုပါပဲ။ ဒါမဲ့မက်မြမာကသွေးတိုးရှိနေတဲ့အပြင်အပူချိန်ထဲမှာအချိန်အကြာကြီးချက်ပြုတ်ရတာမို့သူ့ကျန်းမာရေးအတွက်ရေရှည်မကောင်းနိုင်ဘူးမက်မြကိုတတ်နိုင်ရင်အေးတဲ့နေရာမှာနေခိုင်းပါအေးမဟုတ်ရင်တော့တောက်စရာတစ်ခုခုကိုမကြာခဏတိုက်ပေးပါကိုမောင်ဟာစိတ်ရုံတစ်ခုမှာဖက်နဲ့ထုတ်ပိုးတဲ့အလုပ်ကိုလုပ်နေသူဖြစ်ပြီးလစာ3သိန်း4သိန်းခန့်ရပါတယ်ကိုမောင်ဟာလစာကိုရှော့သုံးပြီးတစ်ခါတည်းရမှတော့မက်မြအတွက်ဖြော်ရည်နဲ့တတိတွေကိုဝယ်လာပေးခဲ့ပါတယ်မက်မြဒီမကြီးစား ကိုမင်းအတွက်ဖြိုယူဝေးလာတယ်ရေခဲလေးထည့်ထားတယ်ရှာဒီဦးရူကပူနုံးလို့ဖြိုရမအေးတော့ဘူးဒါမဲ့ကိုလည်းရေခဲထည့်လာတာပဲလေပြဿနာမရှိပါဘူးအင်းနီနာချင်းစီကနေရေခဲတောင်းလိုက်မယ်လေမမဟာသူ့ရဲ့အင်းအင်းနီနာမှာနေထိုင်နေမဆုစီသွားပြီးရေခဲတောင်းလိုက်ပါတော့တယ်မဆုကလည်းမမအတွက်ရေခဲပေးဖို့မိဖို့ကြောင့်လေးကိုခေါ်သွားလိုက်ပါတယ်မိဖို့ကြောင့်လေးရောက်တဲ့အခါမှာတော့မမဟာအေးလာပြီးမိဖို့ကြောင့်လေးမှာတက်ဆင်ထားတဲ့အေးကုန်းကိုမြင်တဲ့အခါမှာတော့ ညလုံးပြူသားဖြစ်သွားပါတော့ရဲ့မဆုနေမီဖို့ကြောင့်မအေကွန်းတက်ထားလားဒီနေ့လိုခကြည့်မှမီးဖို့ကြောင့်နိုင်မှလူတိုင်းကအေကွန်းတက်နေကြတာပဲလေအေကွန်းမရှိရဲ့မီးဖို့ကြောင့်မချက်ပြုတ်ရတာအရင်ကပူအိုက်တယ်ပစက်ရှိရဲ့လူတိုင်းကရရောက်လုံနိုင်တာပဲနော် တခုကတော့ငါအိမ်နီးနှချင်းရဲ့အေကွန်းမီးဖို့ကြောင့်နောက်တခုကတော့ငါရဲ့အုတ်မီးဖို့နဲ့တူတယ်မီးဖို့ကြောင့်လေမမညာဟာရေကင်းယူကအိမ်ပြန်လာပြီးဖြိုကြီးတောက်ပေးမဲ့လေပူမြဲပူနေစေပါပဲ ရန်နေငယ်ကြားတဲ့အခါမှာတော့အပူချိန်နဲ့ချက်ပြုတ်ရတဲ့အတွက်မမရရဲ့ခန္ဓာကိုယ်မှာအပူဖို့တွေပေါလာပါတယ်။မေတမီးကိုကြည့်ပါဦး။အပူဖို့တွေအများကြီးပေါက်နေပြီးဒီအပူဖို့တွေကရားပြီးတော့ရဲအောင်ပူတယ်။စိတ်မပူနဲ့ချွေးမသမားတော်စီမစိတ်မုတ်မာရရဲ့လေ။အဲ့ဒါကိုလိမ့်လိုက်ရင်ဤသွားမှာပါ။ဒါပေမဲ့မေအခုရေခဲရတာလိမ့်ရရင်ဤသွားမယ်ထင်နေ။ဒါဆိုလေအင်းနှားချင်းတွေစီကနေရေခဲသွားတောင်းလိုက်လေ။ရရင်တော့သွားရပါဘော။ ဒါပေမဲ့မပေးတာနှစ်ရက်ရှိနေပြီလေရေခဲတရာနေရဖို့လောက်ဈေးထဲမှာတော့ဝယ်ပေးပါလားကိုမဟာလေးရေခဲတုံး2000မိုးဝယ်ပြီးအင်ကိုပြန်လာခဲ့ပါတယ်ကိုမဟာရေခဲတုံးကိုဥရင်ထိဖို့အလဲကခွဲဖို့ကြံနေစမှာပြီးရုတ်တရက်ကြိတ်လိုက်တဲ့အခါမှာတော့ကိုမရေခဲတုံးရဲ့ထဲထဲမှာတခုခုတောက်ပနေတယ်လို့ပဲဟုတ်တယ်တောက်ပနေတာပဲအဲ့ဒါကဘာပါလိမ့်ကိုမဟာရေခဲတုံးကိုခွဲလိုက်တဲ့အခါမှာပဲအထဲကနေလက်စွပ်တစ်ခုထွက်ကြလာပါတော့တယ် ရှီခဲရုံးထဲမှာဘလို့လုတ်ပြီးတော့လက်စွပ်ရှိနေရတာလဲဈေးကြီးမဲ့ပုံမဲရှီခဲကိုလုတ်တဲ့သူကရှီခဲခဲတဲ့နေရာမှာလက်စွပ်ပြုတ်ကျသွားတာပဲဖြစ်ရမယ်မမဟာလက်စွပ်ကိုကင်ပြီးကြည့်နေတဲ့အချိန်မှာပဲလက်စွပ်အတွင်းကရွှေရောင်လင်းတန်းပေါ်လာပြီးနှာပါးတွေနဲ့သမီးလေးထွက်လာတာကိုတမိသားစုလုံးနဲ့မြင်လိုက်ရပါတော့တယ်အန်ဝစရာအမေရဲ့ဒါလေတကယ့်နဲ့သမီးစစ်လားဒါမှမဟုတ်အိမ်မက်များလားအိမ်မက်ဆိုရင်တော့ငါတို့ရဲ့အိမ်မက်ကဘလို့လို့တူတူဖြစ်နိုင်ပါလဲ။ဒါအိမ်မက်မဟုတ်ပါဘူး။ ကျမကလက်သမီးအစ်စ်ပါကျမနမယာအင်ဂျယ်ပါကျမလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမော်စီယာတယောက်ကြောင့်လက်စွပ်ထဲမှာပိတ်မိပြီးတော့မြစ်ထဲကိုပြစ်ချခံခဲ့ရတာနှစ်တရာလောက်ရှိပါပြီနောက်ဆုံးတော့တင်းတို့အားလုံးကအဲ့ဒီလက်စွပ်ထဲကနေပြီးတော့ကျမကိုကယ်ထုတ်ပေးခဲ့တဲ့အတွက်လူရဆုကိုတောင်းပါကျမကူညီပေးပါမယ်ကယ်ပေးတဲ့အတွက်ပါမစိုးလုပ်ပေးမှလားယင်လုပ်ပေးမှာပေါ့ကလေးရဲ့ဘာလို့ကျင်လဲတာပြောဂိမ်းဆက်ကစားစရာချူချင်းမဟုတ်ဒါမှမဟုတ်ဘာတွေထက်လို့ကျင်နေလဲ နေပူပူမှအမေကနေတိုင်းဟင်းချက်နေရတယ်။အဲဒါကြောင့်မို့လို့ဘိုက်ထဲကမောင်လေးကလည်းရဲအောင်ပူနေတာ။အမေမပူရအောင်လို့လုပ်ပေးပါလားယင်။နန်သမီးကလက်စွပ်ကိုယူပြီးမော်ဒုတ်တန်နဲ့မမ်းမုံလိုက်ပါတော့တယ်။ပြီးတော့မမ်းမြောင်ကိုပေးပြီးဒီလက်စွပ်ကို ယူထားပါလို့ပြောလိုက်ပါတော့တယ်။ဒီလက်စွပ်ကမော်လက်စွပ်ပဲ။တောင်နိလက်နဲ့ပုတ်လိုက်ရင်ရေခဲတုံးတွေထွက်လာလိမ့်မယ်။ကြည့်ကြနေတဲ့နှင်းငယ်တွေကိုလည်းဖန်တီးနိုင်တာမို့လို့ခြေခင်းမိဖို့ကြောင့်တော့လုံးလို့ရတယ်။ခြေခင်းမိဖို့ကြောင့်ဟုတ်လား ဟုတ်တယ်ချီခဲ့မိဖို့ကြောင်းလက်သမီးဟာဒီလိုပြောကပြက်ကွေသွားပါတော့တယ်မမညာလက်စွပ်ကိုပုတ်လိုက်တာနဲ့ရေခဲတုံးကြီးတွေများပြားထွက်လာပါတော့တယ်ဘာရေခဲတုံးကြီးတွေပါလားဒါနဲ့ဆိုရင် ရေခဲမိဖို့ကြောင်းလဲကိုယ်တိုင်လုပ်လို့ရတယ်ဟုတ်တယ်ရေခဲမိဖို့ကြောင်းလုပ်လို့ရတယ်အခုအခါမှာတော့ကိုမဟာဇနီးဖြစ်သူမမညာအတွက်ရေခဲမိဖို့ကြောင့်စတင်ပြုလုပ်ပေးနေပြီဖြစ်ပါတယ်။မမညာကလည်းလက်စွပ်ကိုထပ်ခါထပ်ခါပုတ်တိုက်တာကြောင့ ရေခဲတို့မြောင်များစွာကလည်းထွက်ကြလာပါတယ်။မိသားစုဝင်တွေကလည်းရေခဲမိဖို့ကြောင့်လှုပ်ဖို့ကူညီနေကြပါတယ်။နိုင်ရင်နဲ့ငေကြပြီးတဲ့နောက်မှာတော့ရေခဲမိဖို့ကြောင့်ကအဆင်သင့်ဖြစ်နေပါပြီ။မမျက်ဟာမိဖို့ကြောင့်တွေကိုရောက်လာတာနဲ့အေးမြခြင်းကိုခံစားလိုက်ရပါတယ်။ရေခဲတိုက်တဲ့ရောက်နေတယ်လို့ပဲနော်။အရင်ကအေးမြနေရပဲ။ဟုတ်တယ်။ထွေးမလေးနဲ့တက်တောက်တက်တာလေးနဲ့နေပြီးတော့အစားအစာချက်ပြုတ်လို့ရပြီ။မမြဟာရေခဲမိဖို့ကြောင့်နေမှာနိုင်ယူပေါင်းများစွာချက်ပြုတ်နေပေမဲ့ပူတယ်လို့မခံစားရတော့ပါဘူး။ ဒါပြင်ရေခဲတွေကမှော်စံတဲ့အတွက်ကြောင့်အေးမပြောင်းနိုင်ပါဘူး။သူကလည်းပူအိုက်တဲလို့မခံစားရတော့ပါဘူး။အမေလုပ်ပေးရဲ့ကြော်ကရဲကိုစားကောင်းတာပဲ။အရင်ကပူလို့အမေကသမီးအတွက်အကြုံမကြုံပေးနိုင်မြင်မဲ့အခုတော့နေတိုင်းကြုံပေးလို့ရပြီ။အရင်တော့သမီးမနေတိုင်းအပူချိန်နဲ့ဘလို့ချက်ပြုတ်ရမလဲလို့တွေးနေရပြီမဲ့။အခုတော့ငါချွေးမလေးကတက်တောက်တက်တာရှိသွားခဲ့ပြီ။ဒါကမဲရဲကြီးစုကြောင့်ပါပဲ။မဲတော်ကတော့မိခင်တယောက်ဖြစ်တာမို့လို့မိခင်တယောက်ဒုက္ခရောက်နေရအောင်ပဲကြည့်ရနိုင်မှာမလဲ။ အခုအခါမှာတော့မမျက်ဟာမော်လက်ဆော့အစွမ်းနဲ့ရေခဲတွေကိုလူတလူစိတ်ကြိုက်ထုတ်ယူနိုင်ပြီးတခါတရံမှာအိဖို့အိယံကိုလည်းလုံနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မမျက်ဟာပူပြင်းတဲ့နေရာဒီမှာအပူခံချက်ပြုတ်ရတဲ့ဘေးကနေတက်သားရရခဲ့ပြီးအပူကင်းစင်သွားပြီပဲဖြစ်ပါတယ်။ယခင်ကအပူတန်းကြောင့်ဒုက္ခရောက်နေတဲ့မမျက်ဟာအခုခါမှာတော့ရေခဲမိဖို့ကြောင့်နေမှာပျော်ရွှင်စွာနဲ့ပဲချက်ပြုတ်နေပါတော့တယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။